ူတိဆိုပြီးတော့ကျွန်တော်ကသွားပြီးတော့ဆော့ကတာလို့မရဘူးသူတို့ကပုံစံကျုံတာကျုံတာကိုကိုတို့အောင်ကျောင်းခဲ့ရစပွိုင်းနေတဲ့ဘွယ်ကျွန်တော်နည်းနည်းပြပါဗျာမက်မိုင်းလေးဆိုကျွန်တော်ဘူးပင်ဝင်းကြီးမှာကျွန်တော်အဲ့လိုဘောင်းပိချုပ်ပြီးတော့ပြေးရိုက်တာအဲ့ဒါတွေကပါတယ်ကျွန်တော်ကြာကြာတမ်းမဲ့ဟင်းကျွန်တော်စိတ်ခါတယ်စက်ပွဲခံပြီးတော့ကျန်ခဲ့ရ โอเคအတိုင်းမသိပါပဲဘာဖြစ်လို့လဲဆိုတော့ season 1မှာလည်းဒါပြိသက်ကတခဲနဲ့အားပေးကြသလို season 2မှာလည်းကျွန်တော်တို့မတူညီတဲ့ပုံစံတွေနဲ့အများကြီးစူးစမ်းထားကြတယ်ဒါအားလုံးလည်းဒါ teaser ကြည့်ပြီးသွားရင်သိမှာဆိုတဲ့ကြောင့်မလို့အကုန်လုံးရေခုံစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်တို့ပြိသက်တွေအားပေးမှုကိုစောင့်မျှော်နေပါတယ်လို့ပြောချင်ပါတယ်အာ celebrity ရေးချယ်ရဲ့နေရာမှာတော့ကျွန်တော်အများကြီးကျွန်တော်တို့ဒါအာစဉ်းစားခဲ့ကြရပေါ့နော်ညာကြီးရဲ့မှာဒါအအကောင်းဆုံးမျိုးရွေးချယ်ခဲ့ကြရပြီးတော့ဒါသူတို့ ਨੇ အာကျွန်တော်တို့ကရက်ကူးကြီးလုပ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်လည်းရက်အများကြီးပေးရတဲ့ကြောင့်မလို့ပေါ့နော်ဒီလိုမျိုးရက်တွေအချိန် င်စပြီးတော့မှအကောင်းဆုံးဒါဒီအတွက်အချိန်ပေးခဲ့ကြရတဲ့ဒါအနုပညာရှင်အကုန်လုံးကိုကျေးဇူးနဲ့တင်တယ်အဲဒီစီဇန်မှာလည်းပါဝင်ပေးခဲ့ကြလို့ကျွန်တော်နဲ့အတူတူဒုက္ခတွေခံပေးခဲ့ကြရတဲ့ဒုက္ခတွေခံပေးခဲ့ကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းရောက်ပြီအာရောက်ပြီ ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် set lisa ပြောရေး season 1မှာခလေးကကျွန်တော်ကဟို lowest တော့ကမ်းလာပါတယ်အဲတော့ကျွန်တော်ရိုက်ကူးရေးတိုက်နေတယ်ဆိုတော့မပါဖြစ်တာပေါ့နော်အဲ့ကလေးကအဲတော့ဒီ season တွေကိုကျွန်တော်အရင်သဘောကျတယ်ကျွန်တော်ကိုယ်တိုင်ကလည်း game show တွေဆိုလို့ရှိရင်အရင်ကပါကြည့်ခဲ့တာပေါ့နော် reality show တွေဆိုပေါ့ကပို့ပြီးတော့ဆက်ရထက်တန်တာပေါ့နော်အဲ့ဒီချိန်မှာ season 2လဲကြတယ်လေခါကြတော့ထပ်မှန်ပြီးတော့ကမ်းလာတဲ့ဂျေဆုအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ set lisa ပြောရေး အစီအစဉ်ကမိသည့် show တွေကိုဘာမှရှင်းပြနေခြင်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကဒီအထက်မှာကိုယ့်ရဲ့ဒီ Seri Cyber Week Season 1တက်တာလွန်အောင်လို့ကျွန်တော်တို့ဒီထဲမှာပါဝင်တဲ့လူပညာရှင်အားလုံးကဒီကုံရေကန်းနဲ့က100% reality show ဖြစ်ဖို့အတွက်ကိုဦးစားပေးပြီးစ조사တဲ့ကြောင့်မလို့တဲထဲမှာ show ကိုကြည့်ရဆိုတရားတော်ကတော့ကျွန်တော်တို့ဒီကေကိုရှင်းပြမှုပြင်းထန်တဲ့ atmosphere ကိုခံစားမှာပါပြီးတော့ကျွန်တော်တို့အားလုံးကပိတ်သက်တွေမမြင်ဘူးတဲ့ပုံစံနောက်တစ်မျိုးအနေနဲ့ပိတ်သက်တွေအားလုံးကနုပညာရှင်ထူးဆန်းစွာနဲ့တွေ့မြင်ရမှာပါမ ဒီစနေရောက်စလုံးကကျွန်တော်တို့နောက်ထပ် character behavior တစ်ခုအနေနဲ့ဟိုဒီထဲမှာအကုန်လုံးရက်တည်နေကြတာပါဒီထဲမှာကျွန်တော်တို့ကဒီ liberty show ဖြစ်တဲ့ကြောင့်ဟိုလှခြင်းနေခုနချောခြင်းနေခုနတော့လို့ကျွန်တော်တို့ဒီ life style တစ်ခုအနေနဲ့မရှိတော့ဘဲနဲ့ဒီ game ကိုဘယ်လိုနိုင်အောင်စော့ကြရမလဲတကယ်အပြင်မှာဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲငါတို့အသက်ရှင်ဖို့အတွက်ငါတို့အနိုင်ရဖို့အတွက်ဘယ်လိုလုပ်ရင်အကြားတဲ့နီးလန်းအကုန်လုံးမယ်ဆိုတဲ့စိတ်တည်ဖြစ်တဲ့ကြောင့်မလို့အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်အရန်လည်းပျော်ဖို့လည်းကောင်းတယ်အရန်လည်း ရတာမျိုးစုံခံစားရမယ့် game show တစ်ခုဖြစ်မှာပါ။ဘာလို့လဲဆိုတော့ဒီတဲမှာယောက်ျားမိန်းမရယ်ဆိုတဲ့ဟာမျိုးလက်စားလို့ရှိရင်ကျွန်တော်တို့ကအစွမ်းကုန်ကြိုးစားရတဲ့ဟာတစ်ခုကိုတင်းတိုင်းအနေနဲ့မြင်ရမှာပါ။ဒီတဲမှာ main league ဖြစ်လို့အားနေသွားတာမရှိ main league ဖြစ်လို့ပို့ပြီးတော့ စ조사ပြီးတော့စော့တဲ့လူတွေပဲဖြစ်တဲ့အနေနဲ့တွေ့ရမှာပါအရန်ကိုကျွန်တော်တို့ရေကုန်စိတ်လှရှားပကောင်းပါတယ်ပြည်သက်တည်နေလူဝင်ပါလာ30ရက်နေ့ကျွန်တော်တို့ဒီ MRT ဖုန်းနဲ့စယ်ဒီဆိုင်ပြိုးရဲ့ YouTube channel မှာတင်တဲ့ခါကြလို့ရှိတယ်ပြည်သက်တည်နေနဲ့ကြည့်ရှုနေတဲ့မိဘပြည်သူများအနေနဲ့တခဲနဲ့ဝင်းရအားပေးကြည့်ရှုဖို့အတွက်ကိုကျွန်တော်တို့ဒီဒါဒီစယ်ဒီဆိုင်ပြိုးရဲ့ဒီဘူးတွေအားလုံးကနေပြီးတော့ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာအင်္ဂလိပ်လိုပြောပြပါအင်္ဂလိပ် I would like to say အလောင်းမီဒီယာအမ်အမ်မီဒီယာတိစားခံလာရဟောဘောနော်အဲပထမဦးဆုံးအစီအစဉ်ဝင်ကိုကြည့်ပြီးကြရရလေဒီရှိုးလေးတာငါပါခွင့်ရမယ်ဆိုလို့ရှင်တော့အရန်ပြော်ပြီးမှာပဲဒီရှိုးလေးပါတာလုခွင့်ရမယ်ဆိုလို့ရှင်တော့အရန်လုချင်တာပဲဆိုပြီးတော့မျော်လင့်ထားတဲ့အချိန်လေးပေါ့နော်အဲ့လိုအချိန်လေးမှာမှာအစီအစဉ်တူမှာကန်လန်းတဲ့အတွက်ကိုတကယ်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟောကျေးဇူးများကြီးတင်ပါတယ်ညကန်လန်းပေးတဲ့အတွက်နင်းဒီအဲဒီမှာပါတယ်လူပြန်ရှင်ဆယ်လီရင်နဲ့ပါဝင်ခွင့်ရတယ်တရင်တနည်းစော်ခွင့်ရတယ် ယ်အဲအကောင်လုံးကိုမှရှိတဲ့ဟာတွေအကောင်လုံးထုတ်ပြခွင့်ရတယ်ပေါ့နော်ထုတ်ပြခွင့်ရတယ်ဆိုတော့အမလေးမပြည့်စုံတဲ့တွေလည်းပါမှာပေါ့နော်မပြည့်စုံတဲ့တွေလည်းပါမှာပေါ့နော်ကြာလို့ရှင်ဟို ပေါ်ကနေပြီးတော့စစ်ချောင်းတော့ဝိုင်းပြခံရတယ်ပါမှာပေါ့နော်ဒါဆိုဒီ game မိကကောတော့တော်တော်ရှင်းရှင်းနဲ့ကစားခဲ့ကြတယ်အနည်းကတော့အရင်ကြီးဟိုလေကလေးပဲရှိသေးတယ်ဆိုကလေးတွေးပေါ့ကလေးကလေးပေါ့နော်ဒီကြီးဆန်းဆန်းတော့အများကြီးတော့စဉ်းစားတတ်သေးဘူးပြီးပြောသလိုစဉ်းစားဘဝခက်ခဲပဲလေစဉ်းစားတတ်သေးဘူးသမီးတို့တနေ့တနေ့ဒီနေ့ပြီးရင်မနေ့ပါဆောင်းမှလည်းပဲသမီးကစဉ်းစားခဲ့ရတယ်ညနေပါဆောင်းမှလည်းဆိုတာညနေပါဆောင်းမှလည်းဆိုတာသမီးစဉ်းစားခဲ့ရတယ်အဲ့လိုဆိုတော့အဲတခုပြောနိုင်တာကတော့ဒီ game show ကြည့်မယ်ဆိုလို့ရှိရင်လုံးဝလုံးဝ reality game show ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပြည်သက်တွေ အပန်းဖြစ်မှာတော့ပန်းဖြစ်စီမှာတော့အမှန်ပါပဲအဲဒါကြောင့်အစိမ့်ညစ်ရတဲ့ခါမျိုးပဲဖြစ်ဖြစ်စိတ်မလန်းတဲ့ခါမျိုးပဲဖြစ်ဖြစ်ပြန်တဲ့ခါမျိုးပဲဖြစ်ဘလို့ချိန်လေးပဲဖြစ်ဖြစ်မြင်ကြည့်လိုက်ပါလို့တကယ်ကို why why this why me why me ကိုတို့ဟာရှေ့ပိုင်းနေမှာရမ်းညင်တယ်အဲ့ဒီပိုင်းလဲရောသူ့ရဲ့ခွန်အားတွေကိုထုတ်ပြလိုက်တာအားလုံးကတောက်သွားတာဟုတ်ရှိတယ်ရှိတယ်ကိုရကိုရဆက်ရှိတယ်ဆက်ရညာခဲ့တာနေရဖိကန် นี่ยเราเลยดาราตีดาสุดยอดเหี้ยบอกเออพอกูยิ่งเสียลูกแล้วกูอยากเล่นอะไรเงี้ยไปเลยเออโอ้ยมาเล่นกูมามีอะไรแค่ได้มามาลุงยาหรอเฮ้ยเฮ้ยมาด้วยเนี่ยอืมน้ำมาเนี่ยมาลุงยาลูกพี่สูบไปเดี๋ยวจะโดนว่าตอนเกิดชอบกับดาราลุงยาบุ๊คจังหวะจังหวะกูกูดูเอาจังแค่ စပွိုင်းနေတဲ့ဘွက်ကိုကျွန်တော်နည်းနည်းပြပြဒါမက်မိုင်လေးဆိုကျွန်တော်လူပြင်ဝင်းကြီးမှာကျွန်တော်အဲ့လိုဘောင်းပိချုပ်ပြီးတော့ပြေးလိုက်တာအဲ့ဒါတွေကပါတယ်ကျွန်တော်ဇာတ်တမ်းမဲ့ဟင်းကျွန်တော်စိတ်ထားစပွဲခံပြီးကျွန်တော်ခဲ့ရမောင်နေထားဘောနော်အဲ့လိုမတော်နေတာမတော်နေတာဟိုကလာတဲ့ guest တွေကျွန်တော်လည်းပြောတယ်ဒီကောင်ကတကယ်ချင်းကျွန်တော်ကစိတ်တော့မဆိုးနဲ့တကယ်ချင်းအဆိုးဆုံးပဲတကယ်ချင်းနော်တကယ်ချင်းငါ့လောက်တဲ့ထဲမှာအဆိုးဆုံးပဲ ဖော်မှာပဲသူဘောကိုဖော်တယ်သူတို့ကသူတို့ပဲပေါ့နော်အဲတကယ်ကြီးခင်ဝင်သွားကြတော့သူတို့ရဲ့တင်းမှာကြတော့ဂီတာဖြစ်နေတယ်သူကသူ့အတင်းနိုင်ရဖို့အတွက်သူကရဲညုံမှုတွေပေးရတော့ဗျာအဲခါကျတော့သူကတွန်းကျင်ရလိမ္မာရရှင်းရဖို့ဘုံလုံးကိုလုတ်ခိုင်းတာပေါ့ဒါပေမဲ့သူကကြတော့တော်တော်ညစ်ပတ်တယ်ဘယ်တော့ညစ်ပတ် sorry ပြောမရဘူးကောင်းနေလုတ်ခဲ့တာလည်းအားကြီးပဲတီစာမှာလည်းပါတယ်နော်တီစာမှာလည်းပါတယ်ဟိုမှာ

ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားတာပါထော်လာဂျီမောင်းလည်းမခင်ဝရန်တော်ရဲ့ဟုတ်တယ်ဟုတ်တယ်အော်စီးစဉ်2ရဲ့ episode 1မှာကလေးကဒီ main clay တွေရဲ့လွတ်ဆောင်မှုစွမ်းရည်တွေကဘယ်လောက်ကျန်းနေဆိုတာကိုပိတ္တိစူးစမ်းမှာဖြစ်ပါတယ်။အဲသူ့အတိုင်းနဲ့သူကလွဲချော်နေတဲ့ဟာတွေရှိတာပေါ့။ဟုတ်ဟုတ်သူတို့တို့ဆိုအပြအဖြူတင်းပေါ့။အဖြူတင်းကကြတော့သူကသူတို့ရဲ့ကျွမ်းကျင်မှုအရာတွေကစကေးပိုင်းဆိုင်ရာမှာကျွမ်းကျင်တယ်။ကျွန်တော်တို့ခရမ်းတင်းကကြတော့ဟိုက ဟုတ်ဘယ်လုံတိုင်းစီနာတဲ့အရာတွေအလုံးကလွဲချော်နေတတ်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ခံကောင်းတယ်အဲ့လိုအပြာသိဆိုလို့ရှိရင်အရာဖက်ဖက်မှာထူးကျွန်းတယ်တော်လဲတော်တယ်မြန်လဲမြန်တယ်စကေးလဲရှိတယ်ဒါပေမဲ့သူကမကောင်းအောင်အဲ့လိုဖြစ်တယ် အပြီးအဝါသိန်းဆိုလို့ရှိရင်တော့တို့တွေကခုနကလိုဒီတို့ချမှတ်ထားတဲ့ strategy ကများဝေးစီများနေတဲ့ခါကျတော့ဘယ်ဟာလောက်အောင်မဖြစ်အဲ့မှာတိ complicate ဖြစ်နေတာပေါ့နော်လိုရင်းမှန်တယ် complicate ဖြစ်သွားတာ complicate ဖြစ်သွားအဲ့လိုအဲ့လိုကိုဖြစ်နေတဲ့ခါကျတော့အတင်းတိုင်းအတင်းတိုင်းမှာတော့၄တင်းစလုံးမှာတော့ကျွန်တော်တို့ကအားသာချက်တွေလည်းရှိတယ်အားနည်းချက်တွေလည်းရှိတယ်ဆိုတော့ဘယ်အတင်းက ဘယ်လိုအမှတ်တွေယူပြီးတော့အနိုင်ရသွားမလဲဆိုတာကတော့တားကိုဒီကိုစိတ်တို့ချဖို့ကောင်းနေတာပေါ့နော်အဲ့တော့ပြည်သက်တွေအနေနဲ့ကျတော့အတင်းဆွဲမရှိဘဲနဲ့ episode တိုင်းမှာအတင်းပြောင်းပြီးအားပေးကြည့်ရှုခံစားဖို့တော့ကျွန်တော်ကပြောချင်တယ်ဗျာဆက်မလားဥပမာဒါအဖြူသင်းမှာခရမ်းသင်းမှာအဝါသင်းအပြာသင်းမို့ ဒီ show တစ်ခုလုံးကိုကြည့်ပြီးတော့ခံစားစေချင်တယ်အဲ့ဒါမှတင်းတင်းချင်းစီရဲ့ emotion နဲ့ဓမ္မကြီးတွေကိုခံစားမိမှာပေါ့နော်မှန်ပါတယ်ဘာလို့လဲဆိုတော့အသင်းတင်းချင်းစီတိုင်းကပေါ့နော်ယက်တမျိုးစုံပေးဆွဲမယ်ဆိုတာဒါအပီဆိုဒ်တစ်ခုညီစင်မှာတွေ့ရမှာဖြစ်ပါတယ်၁၂ရက်လုံးရဲ့အာသာချက်အားနည်းချက်တွေကိုတကယ်ကိုတွေ့ရမှာပါဒါ main ကလေးတွေရဲ့အာသာချက်တွေညင်းနာတွေညံကောင်းနာတွေတွေ့ရမှာလို့ယောက်ျားလေးတွေရဲ့ဒါခွန်အားပလကောင်းနာတွေဒါအားကိုးအားထားရတဲ့ဟာအများကြီးကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အရင်ကဖြစ်နေ အာဟုတ်တယ်အဓိကတော့ဆယ်လီဆိုင်ပေးဆိုအားလုံးကဒါပျော်စရာကောင်းတယ်ချစ်စရာကောင်းတယ်ဒါဆီအရှိုးတစ်ခုပေါ့နော်ပရိုဂရမ်တစ်ခုဖြစ်တယ်ဒါပေမဲ့ဆီဇန်2မှာလည်းကျွန်တော်အမှန်တိုင်းပြောရရင်တော့ဒါဒါပရိသတ်တွေကိုဒါရတ်တမျိုးစုံပေးပေးချင်တယ်ဒါချစ်စရာကောင်းပျော်စရာကောင်းကျွန်တော်လုပ်ခဲ့ကြပင်မဲ့လေတကယ်တမ်းဒါ episode 1 2 3ပြီးသွားတဲ့နောက်မှာ talent ညီကိုယ်တိုင်ကအနုပညာရှင်ကိုယ်တိုင်ကဒါနိုင်ကျင်ကြလာနိုင်နိုင်နိုင်ကျင်လာကြတာပေါ့နော်ဆိုတော့ punishment မျိုးစုံကိုလည်းခံလာကြတော့ဒါကြောင့်နှစ်တယောက်ကဒါအနိုင်မခံအရှုံးမပေးကို့အတင်းနိုင်မှုအတွက်ကိုဒါ strategy ီမျိုးစုံနဲ့သူတို့စ조사ကြရတယ်။နီလန်းမျိုးစုံနဲ့အောင်မြင်အောင်လုပ်ကြရတယ်။ကို့အတင်းမရှုံးအောင်조사ကြရတဲ့အတွက်ကြောင့်မလို့ဒါအဲသူတို့ရဲ့ညနေညက်ညနေညနေညက်တွေနော်ဒါအများကြီးတွေ့ရမှာဖြစ်ပါတယ်။ဒါအားလုံးကလည်းဒါတီတိုတီတိုနဲ့ဒါမျိုးစုံစော်ခဲ့ကြရတယ်။ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါ game ကျွန်တော်တို့ဒါ instructor အနေနဲ့ကျွန်တော်တို့အဲမှာပါတဲ့အပိုင်းလေးရှိရတဲ့အတွက်ကြောင့်မလို့ဒါပရိသတ်တွေမျိုးစုံအဲပရိသတ်တွေနဲ့ရတမျိုးစုံခန်းစားမှာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Seti Side ပြောရေး Season 2ပါဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီပုံမှန် Reality Show တဲ့အများကြီးပုံပေါ်တာလုံးတဲ့ Show တစ်ခုလို့ကျွန်တော်ကပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီ Season 1တော့အဲဒါ Fan ဖြစ်တယ်၊ရီးရတယ်၊ပြောမကောင်းတယ်။အဲ့ဒီဟာတဲ့ကြော်လွန်ပြီးတော့ကျွန်တော်တို့ရေကုန်ရှိတော့ကြားမှုပေးတယ်။အဓိကဒီ game တစ်ခု challenge တစ်ခုကြုံတဲ့အခါကျလို့ရှိရင်ဟိုဘလို့ညံတော့ရမလဲ။ဘလို့ skill တော့ရမလဲ။ဘလို့ strategy ချရမလဲ။ပြီးတော့ဘယ်သူက မအားသာချက်ရှိရဘလို့ငါတို့ဖက်တန်းရမယ်ဆိုတဲ့ဟာတကူကရှက်လိုက်တိုင်းခွတ်ဆိုင်ခွတ်ဆိုင်မှာရှိရပေါ့နော်ပြီး challenge လုပ်တဲ့ခါကျတော့ကျွန်တော်တို့လွယ်လွယ်ကူကူမလုပ်အောင်ဒီ challenge ရောက်ဖို့အတွက်အရှိမကျွန်တော် puzzle လေးဖြေရတဲ့ပုံစံမျိုးလိုရှိရပေါ့အဲ့ puzzle ဖြေပြီးတော့မှကိုကဘလို့ပုံစံနဲ့ဒီနောက်တဲ့ challenge ကိုရင်ဆိုင်ပါလဲဆိုတဲ့ဟာမျိုးတွေလည်းပါတဲ့ကြောင့်မလို့အများကြီးကိုကျွန်တော်တို့ပြောရမယ်ရေကောင်းစိတ်လို့ချားမှုပေးနိုင်မဲ့ reality show တစ်ခုလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ November 30ရက်နေ့ MRD Food Channel နဲ့ Citizen Joy YouTube Channel တို့မှာပြသတဲ့ခါကျလို့ ို့ရှိရင်ည6နာရီမှာတက်လာတဲ့ခါကျလို့ရှိရင်အဲတနိုင်ငံလုံးမှာရှိနေတဲ့တကဘာလုံးမှာရှိနေတဲ့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့ချစ်ပိတ်သက်တွေအားလုံးကစေတီဆိုင်ပြွေးစီစဉ်သူကိုတခဲတနက်နဲ့အုံအုံကျကျဝင်းရအားပေးဖို့အတွက်ကိုကျွန်တော်တို့အားလုံးကနေပြီးတော့ဖိတ်ကြားချင်ပါတယ်။တောင်းဆိုချင်ပါတယ်ခင်ဗျာ။